ကြက်ချီခတ်ခံလိုက်ရတဲ့ကျယ်ရီအခန်း26အလုတ်ကိုစူးစမ်းလို့ကြဒီကိုဘာလုပ်ဖို့လာရလဲပတ်စံရှာဖို့ဟုတ်လားအဲ့တော့လူများများရရင်ဘောက်ဆင်းများများရမယ်မိအိမ်ပြန်နိုင်ပြီကျောက်ပေါက်မှာကအစည်းအဝေးတွင်ခွေးမသားဆန်ဆုံးစကားများကိုရွေးပြီးအော်ပြောနေသည်တေဟုခေါင်းဆောင်ကပြောခိုင်းမဟုတ်သူ့စိတ်ထဲရှိရာကိုရှောက်ပြောနေဖြစ်သည် ဒါကိုပင်ကိုကျော်ဆန်းကလည်းမကျင်နဲ့ကျွန်တော်လည်းမကျင်နဲ့ကျွန်တော်တို့ကသူ့မျက်စိတဲ့တငယ်နတ်စားတွေကိုမြင်ထင်နေသည်ကျုံတော့ကျုံခဲကြီးနေသည့်စိတ်များပင်ကြောက်ပေါက်မှအတန်းကြောင့်နောက်ကြည့်ကုန်သည်ဟိုကောင်ခွေးတောင်းစားလေးမင်းကငါတို့ပတ်စံလာရှာရတော့တည်သေးသားပဲကွာတလကြောနေပြီဘယ်မလဲပစံဘယ်မလဲလာစားမင်းမထွေးတွေကငါတို့ဘလောက်အလုပ်လုပ်လို့တပြားမှပြေးမကောင်းနေမဟုတ်ဘူးကွာ ိုကျော်စန်းမနေနိုင်ွေးထဆဲသည်များတို့နောက်လအပြည့်ပေးမယ်လို့ပြောထားတာပဲတော်စားမှာကွာမင်းမထွေးတွေကိုမင်းမဲယုံငါတို့ကမယုံဘူးအလကားဂရိမတီတဲ့ကောင်နေစကားပြောတော့ကြတောင်းစီမင်းကရှောက်ရှောက်ပြောဖောက်တယ်ကြတော့လေလူချင်းလိုက်တာငါတို့ကိုကြတော့ပြောအောင်ထားမယ်စိန်ကူဖောက်တယ်တော့မြောင်ကအမ်ပြောလိုက်မကောင်းရှိရောမင်း ိုကျော်ဆန်းကဆက်ဆက်တိမခံတော့ဘူး။သူပြောသည့်စကားကလည်းအားရစရာကောင်းလာသည်။ပြောချင်တာတွေများပြီးမျိုးတိတ်ထားအောင်လည်းပေါ်သည်။အခွင့်အခါတင်တော့ဒေါသတွေကြောက်ပေါက်မှာပေါ်ပုံချလိုက်ခြင်းဖြစ်သည်။ငါတို့ကြုတ်တစ်ခါတည်းမှာထားမယ်နော်။ဒီကုမ္ပဏီမှာလုပ်နေတဲ့တရုတ်လာအိုထိုင်းဗီယက်နမ်လောက်သမားတွေအားလုံးသူ့လို့သူငိမ့်ငိမ့်လေးလောက်ကြတာကြီးပဲ။ မများတို့တဖို့ပြဿနာဖြစ်နေတာမတော်လို့တတိကပေါအောင်ခွဲခိုင်းကျုပ်လည်းမတတ်နိုင်ဘူးတခါလေးကျိုးပြောထားတာနေရကဆွား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 တိတ်မလုပ်ကြနဲ့ကြောက်ပေါက်မှာကတတိပေးတယ်လို့နေဖျက်ချောက်ပြန်သည်ဂီယူမဆိုင်လို့ကိုတယောက်တည်းလာတာကွာရှင်းလားပေါအောင်တယောက်တည်းမဟုတ်ဘူးလာတော့ရပေါအောင်အကုန်ကော်ခဲ့ကွာဂီယူကိုမဆိုင်တာကိုကျော်ဆန်းကတက်တူအားကိုနဲ့ပြန်လဲခြေပါသည် ဒီနိုင်ငံတွင်နေသည့်လူသမားအများစုသည်ပေါင်အန်းဆိုလင်ကြောက်ကြသည်ကြီးဖြစ်သည်အထူးသဖြင့်ယခုလိုဂိမ်းကုန်တွေကပေါင်အန်းများကပိုကြမ်းတမ်းရက်ဆက်တတ်သည်ဒီလိုရက်ဆက်တတ်သည့်ပေါင်အန်းများရှိသည့်နေရာတွင် မကြောက်မြွန့်ပြောရဲဆိုရဲရှိသောကြောင့်လည်းကိုကျော်ဆန်းကိုကြည်ကျူးမိသည်ဝိရိုမြင့်မြင့်တို့ကလည်းကိုကျော်ဆန်း၏ဒေါသမီငိမ့်သွားမည်ဆို၍ဘေးကနေရက်ခတ်ပေးကြပါသည်ဟုတ်တယ် မှန်နယ်ဥပင်လုံနေသည်နောင်ပြဒနာနောက်မှရှင်းပြီသည်သဘောထားဖြင့်နောင်ပြဒနာနောက်မှရှင်းပြီဆိုသည်အနေထားဖြင့်ကိုကျော်ဆန်းကအံ့ွက်နေသည်ဇာကပြန်ကောင်းငါနဲ့မင်းတိအောင်တခါနဲ့ပြောထားအောင်မယ်ငါတို့ဟိုဟာနဲ့၆ဒီဟာနဲ့၆တိုင်းကြောက်လိမ့်မယ်လို့ရှုံးမတွက်နဲ့ကြောက်တန့်ရင်နှစ်ခါသေးတယ်ကငါတို့ကတခါပဲဒီကံမကောင်းနေအာမင်းမျက်မှတ်တာ ကျောက်ပေါ်မှာလည်းဘာမှမတတ်နိုင်တော့သည့်ပုံစံဖြင့်ငြိမ်ချသွားသည်တေယုခေါင်းဆောင်ကကျွန်တော်တို့ကိုတလဲကိုကျော်ဆန်းကိုတလဲကြည့်နေသည်ကျွန်တော်လည်းဖောက်တဲ့တယောက်ရှာထားပေးနိုင်သည့်အတွက်တေယုခေါင်းဆောင်ကအမြင်ကြည့်သည်ကိုကျော်ဆန်းကဖောက်တယ်မပြောနဲ့ Facebook account မှာအခုချိန်ထိမဲနေမို့ဘိုးဘွနဲ့လေပေါ်လိုက်အောင်မြင်နဲ့ဘီယာကလိုက်တာလုပ်နေသည်နောက်ကုမ္ပဏီကိုရောင်းမယ်ဆိုရင်ကိုကျော်ဆန်းကထိတ်ဆုံးကပါမိဖြစ်သည် ထို့ကြောင့်ကျွန်တော်နှင့်ခင်ဝေကအလုပ်ကြိုးစားခြင်းအောင်ဆောင်ရန်ကိုကျော်ဆန်းကိုတိုက်တွန်းနေရသည်ကိုကျော်ဆန်းကလည်းသူ့တန်လိုက်ထံပြန်မခံတခြင်းဖွင့်လိုက်ဖောက်တယ်နဲ့ထိုင်ဆဲလိုက်ပြန်တာအချင်းပြုံးနေသည်ကျွန်တော်နှင့်ခင်ဝေကဖောက်တယ်ကိုစကားကောင်းပြောသလောက်ကိုကျော်ဆန်းကအပြင်းပြင်းစော့ကြရဦးပဲတင်နေပါသည်နိုင်ငံသားများနဲ့လိုင်းမောင်ကပြောလေမြန်မာလိုလိုက်စေသည် တို့ကဲသူဆဲလိုက်ဘလုံးလိုက်လို့ရသည်ကိုအပြော်ကြီးပြောနေမြန်သည်ကျွန်တော်လည်းမတိုက်တွန်းတော့ပဲလက်လျှော့လိုက်ရတော့သည်ကုကြော်ကြီးကဘိုးဆိုးသေးသည်ကွန်ပျူတာရှေ့ရောက်လေငါ့ရွေးကြီးနေသည်ဒီကောင်းဆောင်ကလိုက်မစင်လင်ကိစ္စမရှိစစ်တုံးနေကြုံလင်တံပေးခံရသည်နှွေရွှဲရီထိုင်ထခံ90လောက်ခံသည်သို့တော်လေကုကြော်လေးကငိုင်မြဲ ကိုယ်စိတ်ဝင်စားစီလို့ဖြစ်တော့ကြောင်းလဲငိုင်မိချင်းဖြစ်နိုင်ပါသည်ကျော်မင်းမိမအမြင့်မြတ်ကထို့တော့မဟုတ်တဖက်ဖောက်တယ်က စကားပြောနေပြန်မပြောတတ်တော့ကြောင်းမျက်နှာကြီးတစ်ခုလုံးရှုံ့မဲ့ပြီးနေတတ်သည်ထိုခါမျိုးဆိုရင်ကျွန်တော်ကိုဆွဆွဲခေါ်၍အင်္ဂလိပ်လိုပြန်ပြောခံသည်ကျွန်တော်ကလည်းစိတ်မပေါ၍ဖြစ်ကြတဲ့ဆံပြန်ပြောပြီးသည်ခေါ်လုံးမက ခေါ်တော့ခါကျွန်တော်က စိတ်မရှိသူ့ကိုပြောလိုက်ရသည်နင်းကဒီထဲမှာဆက်နေဦးမှာမလို့လားထို့နောက်မြင့်မြင့်လဲဘာမှပြန်မပြောတော့